မင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်ပိုင်သွန်အခြေခံပုံစံတွေကိုဖန်ရှင်ကိုအသုံးပြုပြီးတော့တွက်ချက်သွားမှာပဲဖြစ်ပါလေ့ကျင့်ခန်းလေးရတော့လာများဤနံပါတ်ကို input ရိုက်ထည့်မယ်လာပုံကိုမူတည်ပြီးတော့ຫນွေဦးຫນွေဆောင်းဆောင်းဥဒုလေးပါကိုလာများအတိုင်းခွဲခြားပေးပါ must to season ဆိုတဲ့ဖန်ရှင်ကိုအသုံးပြုပြီးတော့ program ရေးသားပေးပါဟုတ်ပြီကျွန်တော် ဒီမှာဆိုရင်အဝင် input ကဘာပါလဲဆိုရင်အဝင် input ကတလုံးပဲပါလားအဲ့ဒီအဝင် input တလုံးကိုကျွန်တော်တို့ကဘာထားမလဲဆိုရင် function ရဲ့ parameter အဖြစ်ကျွန်တော်တို့ပေးလိုက်မယ်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့လဘောမူတည်ပြီးတော့ကျွန်တော်ຫນွေဦးຫນွေစောင်းစောင်းဆိုတဲ့ဥစုလေးပါတော့ခွဲကြပေးမှာဖြစ်ပါဟုတ်ပြီတော့ဒီပုံစံတော့ဘယ်လိုတွက်ချက်မလဲဆိုတော့ကျွန်တော်ဒီမှာကြည့်ပါတော့ပထမဆုံးလာတော့ဝင်တာဒုတိယလာလည်းဝင်တာ တရမြလောက်ကຫນွေဦးအဲ့မှာကျွန်တော်တို့ຫນွေဦးမှာတော့တစ်3ကနေ5ထိကຫນွေဦးပြီးစွန်6ကနေ8ထိကຫນွေဒီ3ခုကဇက်တိုက်ဖြစ်နေတာနောက်ထပ်ဇက်တိုက်ဖြစ်တာဘာရှိသေးလဲစောင်းဦးကလည်းဇက်တိုက်ဖြစ်နေတာ9ကနေ7ကျွန်တော်တို့ဖန်ရှင်ဒီဖန်ဒီပုံစံတော့ share ဖို့အတွက်ကျွန်တော် h at ကိုတော့အသုံးပြုတေချာတစ်ခုကတော့တစ်ကနေ7နှစ်အတွင်းမှာပဲ လောက်လောက်အောင်မှာတစ်ကနေဆက်နဲ့မဟုတ်ဘူးဆိုရင်တော့ဒီမှာဘာမှထွက်မထားပါဘူးဟုတ်ပြီတော့ဒီပုံစံလေးကိုတော့တွေ့ကြည့်လိုက်ဟုတ်အချိန်ကိုငဲကွက်တော့အားဖြင့်ကျွန်တော်ရေးထားတာပါလဲဟုတ်ပုံစံလေးကိုတော့ကြည့်ကြည့်လိုက်တော့ဒီမှာဆိုရင်ကျွန်တော်အရင်ဆုံးဘာကိုတွက်လိုက်ကလေးဆိုရင်၃ကနေ၅ကြားထဲမှာရှိတယ်ဆိုရင်တော့ပိုင်သွန်မှာတွက်တဲ့အတိုင်းတော့နှုတ်ဝင်လိုက်တဲ့ input အန်လေးရာ သုံးရနဲ့ငါသုံးနဲ့လည်းညီမယ်ကြီးလည်းကြီးမယ်ငါထက်ငယ်မယ်ငါနဲ့လည်းညီရယ်ဆိုတော့တေချာတခုကတော့ဟိုအဲ့ဒါຫນွေဦးပါစပရင်လို့ရေးလိုက်တယ်အဒီလုံးမမဟုတ်ဘူးဆိုရင်ဟိုဒီကောင်6ကနေ8အတွင်းဆိုရင်ဟိုညီလည်းညီရယ်ဆိုတော့ຫນွေ9ကနေ17ဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုရင်ຫນောင်းဆောင်ဦးຫນောင်းဒီမှာဆိုရင်ဆောင်းကကြတော့ຫນောင်းဘယ်တစ်နဲ့ နှစ်နဲ့ပဲပါတယ်အဲ့ဒါဆိုတင်းနဲ့နဲ့နဲ့ရေးရေးတယ်ဒါမှမဟုတ်ဘူးဒုမဟုတ်စနစ်နဲ့လည်းညီတယ်ဆိုရင်တော့ဒီကားကြောင့်ဒီဘက်ကမန်းနေလဲဝင်းနာလှုပ်လှုပ်မယ်ဒီဘက်ကစနစ်နဲ့ညီလဲဝင်းနာလည်းလှုပ်လှုပ်မှာဖြစ်ပါဟုတ်ပြီတော့ဒီပုံစံလေးတော့ run ကြည့်လိုက်ရအောင်တော့ပိုင်းတော့ဆိုပြီးတော့ရေးလိုက်မယ်အေးဆက်မယ်25ဟုတ်အရင်ဆုံးတော့ဘာရိုက်ထည့်မလဲဆိုတော့တစ်ရိုက်ထည့်လိုက်မယ် ဝင်လာဆိုပြီးတော့ပုံမှန်ဟိုစနစ်ဆိုရင်ကျွန်တော်လည်းဝင်လာပဲနောက်ထပ်ကျွန်တော်ဘာခဏရိုက်ခဲရှင်မလဲဆိုတော့6ဆိုရင်တော့စံမှာဖြစ်မယ်ဟို3ဆိုရင်ဟိုຫນွေဦးဖြစ်မယ်ဟို73ဆိုရင်ဟိုနိုင်ထလာမယ် program ဘာမှမထွက်ဘူးပဲဖြစ်ပါတော့နောက်တစ်ပုတ်အနေနဲ့ဘာလို့တွက်ချင်လဲဆိုရင်ကျွန်တော် 2-dimensional coordinate system နဲ့တဲက အမှန်ငင်းတချောင်းရဲ့အကွာဝေးကိုတွက်ချက်တဲ့ပုံမျိုးပါဟုတ်ကဲ့ကျွန်တော်မြင်းတချောင်းဖြစ်ဖို့တော့ဘာလို့မဲလဲဆိုရင်အမှန်နမှတ်လိုပါစမှတ်ရင်ကျွန်တော် ဆုံးမဲ့ရလိုပါမယ်စမှတ်ရင်ကျွန်တော်ဆုံးမဲ့ရလိုမယ်ဟုတ်ပြီနော်စမဲ့ဆုံးမမှာ အမတ်တမတ်မှာတော့ဘာရှိလဲဆိုရင်အမတ်တမတ်မှာတော့အိတ်အမတ်ရဲ့ why အမတ်ရဲ့ရှိပါနော်ဒီဒီအမတ်လေးဆိုရင်တော့ဘာရှိမလဲဆိုရင်ကျွန်တော်တို့မှာဆိုရင် ဆိုတဲ့အမှန်ရှိမယ်ဒီနားလေးက A1 ဆိုတဲ့အမှန်ရှိမယ်အဲ့ဒါမှသူ့ရဲ့အမှန်တမှန်တော့ရဒီတော့ B အမှတ်ဆိုတဲ့နေရာမှာလဲတော့ဒါဆိုတော့ဒီနားလေးမှာ A2 ပေါ့ဟိုမှာလဲ Y2 ဆိုတဲ့အမှန်ရှိမယ်တော့ဒီမှာဆိုရင်ဒါတော့ Y ရင်းဖြစ်တဲ့ Y2 ဒါ A2 ဒီအမှတ်သိတယ်ဆိုရင်ကျွန်တော်တို့မြင်းတစ်ချောင်းရဲ့စမှတ်သိမယ်စုံမှတ်သိတယ်လို့ပဲအဲ့ရဲ့စမှတ်သိမယ်စုံမှတ်သိတယ်ဖြစ်တဲ့အတွက်သူ့ရဲ့ဟို line က ငင်းကအကွာအလဲရဘလောက်ရှိရဲဆိုတော့နှုတ်တွတ်ချက်လို့ရပါဘလို့တွတ်ချက်မလဲဆိုအောက်ဖော်မြူလာအတိုင်းတွတ်ချက်နှုတ်ဒါဆိုရင်အဝင်ပနက်အဝင်ကိန်း၄လုံးဖြစ်မယ်၄လုံးကနှုတ်ငင်းစမတ်ရဲ့ A1 Y1 ဆုံးမတ်ရဲ့ A2 Y2 ဖြစ်တယ်ဟုတ်ပြီနှုတ်ဒီပုံစံလေးကိုနှုတ်ဟိုနှုတ်ပိုင်သွန် programming နဲ့နှုတ်ရေးကြည့်လားနှုတ်အချင်းကိုချွေတာတော့အဖြစ်ကျွန်တော်ဒီကြိုတင်ပြီးတော့ကျွန်တော်ရေးထားလိုက်ပါတယ် ဟုတ်ပြီကျွန်တော်အရင်ဆုံးတော့တွက်ချက်ကြည့်လိုက်အောင်ကျွန်တော်တွက်ချက်ကြည့်မှာဆိုတော့ဘာဘာကိုရဲမှာ no 82 81 the whole square ဟုတ်ပြီကျွန်တော်82 81 the whole square ဆိုတာ no the whole square ကိုဘယ်လိုရေးလို့ရလဲဆိုတော့စတားနှလုံးနဲ့လည်းရေးလို့ရဒီလိုမှမဟုတ်ဘူးသူကျွန်တော်ကအချင်းချင်းမြောက်တာ82အနော်81ရလာတဲ့အဖြေကို82ဒီရလာတဲ့ဒီ8ကိုတော့ ဒီအိတ်လို့ပေးလိုက်မှာဒီအိတ်ကိုကျွန်တော်ကဒီအိတ်နဲ့ပြန်မြောင်းလိုက်တယ်ဆိုရင်ကျွန်တော်ဒါတော့စကွဲပေးတာတူတူပဲအဲ့အတွက်ကျွန်တော်ဒီကောင်လေးတွေကိုတော့အရင်ချင်းလိုက်တယ်။ဟို82 -81 ကိုဒီအိတ်လို့ပေးလိုက်တယ် y2 -11 ကိုဒီ y လို့ပေးလိုက်အဲ့ဒါဆိုရင်စကွဲစကွဲရပါလဲဆိုတော့82 -81 နှစ်ခါမြောက်တာစကွဲပဲအဲ့အတွက်ကျွန်တော်နှစ်ခါမြောက်လိုက်မယ် y2 -11 နှစ်ခါမြောက်လိုက်ရင်တော့ တဖို့ဆက်ခွဲဖြစ်သွားဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီအတွင်းထဲကခွင်းကြီးကျွန်တော်ရှင်းပြီးသွားစကွေးရရို့ကိုဘယ်လိုရေးမလဲဆိုတော့ကျွန်တော်ပါဝါပါဝါတင်နေဆိုရင်ကျွန်တော်စတားနှစ်ခုနဲ့ရေးမယ်စကွေးရရို့ဆိုတာဘာကိုပြောလဲဆိုပါဝါ1မိုင်2တင်ထားတာဟာပဲဖြစ်တယ်အဲ့ရတော့ကျွန်တော်တို့ကပါဝါကျွန်တော်တို့က1မိုင်2တော့တင်နေဆိုပြီးတော့ရေးလိုက်တယ်အဲ့ဒါဆိုရင် ရရှိလာတဲ့အဖြေကကျွန်တော်တို့ဒါမြင်းတစ်ချောင်းရဲ့အလျားပဲဖြစ်ပါဟုတ်ပြီရတန်းပြန်ထားတဲ့အတွားကျွန်တော်တို့ function ခေါ်ပြီးဆိုရင်လည်းကျွန်တော်တို့ assign ပေးရမယ်ဖြစ်ပဲ no function name လေးက lash ဆိုပြီးတော့ရေးထားတယ်ဟုတ်ပြီတော့ဒါဆိုဒီနေရာမှာကျွန်တော် input လေးကပေးရမယ်လေးကပေးရတဲ့ဟာကိုကျွန်တော်နီလန်တစ်မျိုးနဲ့ရေးထားတော့ဒီဟာလေးကတော့ low တယ် no အလုပ်ဖယ်မှတ်ထားလိုက်ပါ ဒီကောင်ကတော့ရေးနေရပါလဲဆိုတော့ကျွန်တော် input ခွင်းစာခွင်းပိတ်နောက်မှာကျွန်တော် split လေးခွဲတာဘာလို့ဆိုလာလာလဲဆိုရင်ကျွန်တော်လောလောဆယ်ဒီကောင် space bar နဲ့ node တန်းပြီးတော့ရေးမှာပါဟုတ်ပြီတော့ဒီပုံစံလေးကို node တွက်ကြည့်လိုက်အောင်တော့မြင်သာထင်သာဖြစ်သွားအောင်ကျွန်တော်ဒီအကိုတုံညလို့ထားလိုက်ကျွန်တော်စမှတ်ကဒီကောင်ကိုကျွန်တော်ဒီဟာဆိုရင် y ဟာ z မှာပါ82 ဝိုင်ဇီးတို့လို့ပေးလိုက်မယ်အိတ်တူးဝိုင်ဇီးတို့1 2 3 4အေးဆိုရင်နေရာဆိုရင်3 4 5 6 7 0လို့ပေးလိုက်7 0ဆိုရင်ကျွန်တော်တို့ကဘာအလျားဘလောက်ရှိမလဲဆိုရင်1 2 3 4ဒါဆိုရင်အလျား4စမှတ်2 0ဆုံးမှတ်6 0ဆိုရင်အလျား4ရှိရမှာဖြစ်ပါ ဟုတ်ပြီနော်ဒီ program လေးကိုနော် run ကြည့်လိုက်။ပိုင်သုံးဆိုပြီးနော်ရေးလိုက်မယ်။ရေးပြီးတော့ရင်နော်အေးရမ်းမယ်။25ဆိုပြီးနော်ရေးလိုက်မယ်။ဒီမှာဆိုရင်ကျွန်တော်မြင်းချောင်းလေးပေါ်လာပါပြီ။အဲ့မှာကျွန်တော်ဘယ်လိုရေးရမလဲဆိုရင်စပေပါခံပြီးတော့ပဲရေးရမှာ။ပထမကျွန်တော်ဗာ A1 နော်2.10စပေပါခံတဲ့ A2 ကလည်းဗာလဲဆို A2 B2 က6 Y2 ကနော်0ဆိုရင်နော်အဖြေပါထွက်ရမလဲဆိုရင်4ထွက်ရမှာ။ တော့ဒီမှာ4.0ဆိုတော့4ထွက်ပါတယ်အဲဒီနေရာမှာကျွန်တော်တို့ကတွားပြီးတော့ NRE တွားပြီးတော့ဒီတိုင်းခောက်လို့မရဘူးအဲဆိုရင်ကျွန်တော်တို့မှားမှာဖြစ်ပါဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ input ကို split ဖွဲထားတဲ့အတွက်ကျွန်တော်စပေးပါနဲ့ပဲဟိုချမှာဖြစ်ပါဒီကောင်းတွေကလည်းသူ့အနေနဲ့သူဟိုကျွန်တော်တို့ရွေချက်တွေရှိပါတယ်နော်ဒီမှာဆက်ဆလာခြင်းဝင်တာတော့နော်အင်ဂျီဂျာဝင်တာပါအင်ဂျီဂျာတကယ်လို့အင်ဂျီဂျာအင့်နေရာမှာကျွန်တော် flow ပြောင်းလဲတော့ရပါဟုတ်ပြီနော်ဒါဆိုရင်တော့နောက်ထပ် ဟာလေတော့0က0ကစမယ်ကျွန်တော်တို့က6 0ဆိုရင်တေချာတစ်ခုကတော့အလျာ6ဟောကျွန်တော် down line မလုပ်ထိုးဆိုတာကျွန်တော်ဟောတွတ်မှာခတ်လို့ဖြစ်ပါကျွန်တော်နောက်တပုတ်အနေနဲ့ဘာတွတ်ချင်လဲဆိုရင်တရိယံတစ်ခုရဲ့ area ကိုတော့တွတ်ချင်ပါတရိယံတစ်ခုရဲ့ area ကိုဘယ်လိုတွတ်မလဲဆိုတော့ hidden formula ကိုအသုံးပြုပြီးတော့တွတ်ချက်သွားမှာဖြစ်ပါ ဟုတ်ပြီနော် hidden formula ကပါလဲဆိုရင်သူ့ရဲ့တွိကံရဲ့အနားသုံးနာတိတယ်ဆိုရင်သူ့ရဲ့ area ကိုတွက်ချက်လို့ရပါသူ့ရဲ့ formula လေးကပါလဲဆိုရင်ကျွန်တော်တို့အနားသုံးနာကိုပေါင်းမယ်ပေါင်းပြီးတော့နော်နှင်းနဲ့စာလိုက်ရင်နော် s ဆိုတဲ့တန်ဖိုးပေးလိုက်မယ်ပေးပြီးသွားပြီဆိုရင်နော်ဒီအောက်က formula အတိုင်းကျွန်တော်တို့ကနော်တွက်ချက်ပေးရမှာဖြစ်ပါနော် two dimension နဲ့ coordinate system ကိုသုံးပြီးတော့နော်တွက်ချက်သွားမှာဖြစ်ပါ ဟုတ်ပြီเนาะဒီမှာဆိုရင်သူ့ကိုเนาะ A1 လို့ပေးလိုက်အ1နော်ဒီမှာဆိုရင် a1 y1 သူ့တော့ဆိုရင် a2 y2 ဆိုပြီးတော့နော်ပေးလိုက်အမှတ်တတိယကံတစ်ခုမှာနော်အမှတ်၃မှတ်ပါအမှတ်၃မှတ်နော်ဒီမှာဆိုရင်လည်း a3 y3 တော့ခုနကပုံစံဘယ်လိုတွက်ခဲ့လဲဆိုရင်ကျွန်တော်အမှတ်အဲအမှတ်အမှတ်နှစ်မှတ်တိတယ်ဆိုရင် ကျွန်တော်သူ့ရဲ့အလဲအောက်တွက်လို့ရဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ81 11 82 12ကနေတက်ဆင် A ဆိုတဲ့အလဲအလေးတော့တွက်ထုတ်လိုက်မယ်နော်82 12ဟိုကနေတက်ဆင်ကျွန်တော်တို့က83 13ဒီကနေတက်ဆင်တော့ B ဆိုတဲ့အလဲအလေးတွက်လုံးမှာ C ဆိုအလဲအလေးဟုတ်ပြီ no DABC ကိုဘယ်လိုတွက်နိုင်လဲဆိုရင်ကျွန်တော်အရင် တွက်ခဲ့တဲ့ဟို blast ဆိုရဲဟိုကိုလိုက်တိဆောက်ထားတဲ့ဖန်ရှင်ကိုတုံးပြီးတော့တွက်မယ်တွက်ပြီးသွားရင်ခုနောက်ဝိုင်း hidden formula ကိုတုံးပြီးတော့ဟိုတွက်ထုတ်လို့ရပါပုတ်ပြီးတော့ဒီပုံစံလေးကိုတော့တွက်ကြည့်လိုက်အောင်ကျွန်တော်အချိန်ကိုငဲကွက်တော့အပြင်ကျွန်တော်ဒီမှာပဲဟိုရေးပြထားထားပါကျွန်တော်ဒါကတော့ဟုတ်ပြီ A ဆိုတဲ့ဟာကိုတွက်ဖို့အတွက်ကျွန်တော်ကတရားမှဆိုရင်ပါရာမီတာဘယ်နှခုဖြစ်အမှတ်၃မှတ်ဖြစ်တဲ့အတွက်ဟိုပါရာမီတာ၆ခုဖြစ် အမတ်တမတ်စီအတွက် a1 y1 နောက်ထပ်တမတ်အတွက် a2 y2 နောက်ထပ်တမတ်အတွက် a3 y3 တော့ဒီ a ဆိုတဲ့ဟာလေးကိုကြာသူ့ရဲ့စမတ်က a1 y1 ဆုံးမက a2 y2 ဟောပေးလိုက်မယ်အဲ b ဆိုတဲ့အမတ်တော့ကစမတ်က a2 y2 ဆုံးမက a3 y3 c ဆိုတဲ့အမတ်တော့ကစမတ်က a3 y3 ဆုံးမက a1 y1 အဲ့ဆိုတော့ရပြီရပြီဆိုတော့ခုနကဒီဟာလေးကိုကျွန်တော်သိတာထင်ရအောင်တော့ပြီးလို့ပေးလိုက်တော့မှာ နော်ပြီးလို့ပေးလိုက်မယ်ဟောဒီမှာဆိုရင်ဟောဒီမှာ p ဒီနေရာမှာကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုရင် p ဖြစ်သွားမှာပေါ့ p လို့ကျွန်တော်ပေးလိုက်မယ်ဒီမှာလည်း p s နေရာမှာလည်းမှာ p လို့တော့ရေးလိုက်မယ်တော့ program နဲ့အကုန်လုံးတူအောင်လို့တော့ live ပြင်လိုက်တော့ p လို့ပေးလိုက်အဲ့ဒီ formula အတိုင်းကျွန်တော်တို့က programming ကိုတော့ရေးကြည့်လိုက် နော်ဒီမှာဆိုရင်နော်ဘယ်လိုဖြစ်သွားမလဲဆိုရင်နော်နား၃ခုပေါင်းလိုက်မယ်ပေါင်းပြီးတော့နှင်းနဲ့စားလိုက်တာပြီးပြီးဖြစ်သွားပြီဆိုရင်နော်ဒီမှာဆိုရင်နော်ဘယ်လိုရေးမလဲဆိုရင်နော်အရင်ကတော့ပြီးနဲ့ဒီကြားထဲမှာနော်ဘာမှမရေးထားဘူးဆိုတော့အမြောက်နော်စားနဲ့ရေးထားနော်အမြောက်ဖြစ်တဲ့အတွက်မြောက်လိုက်တယ်ပြီးတော့ဝန်သားကွယ်မင်းနဲ့ပြီးအနုပ်အေးကြားထဲမှာနော်မြောက်လိုက်မယ်နော်ကြားထဲမှာနော်မြောက်လိုက်မယ် တော့ဂျာဂျားထဲမှာနှုတ်မြောက်လိုက်တယ်။တော့ဒီမှာဒီဟာလေးတွေကမြောက်ထားတဲ့ဟာလေးဒီကောင်လေးတွေကမြောက်ထားဟာလေးတွေဟိုမြောက်လိုက်မယ်မြောက်ပြီးသွားပြီဆိုရင်ဟိုခွင်းခတ်လိုက်တယ်။ဘုံဝင်းကြီးဘုံဝင်းကြီးကဘာကိုပြောလဲဆိုတော့ square တင်ဖို့အတွက်တော့ပြောတာပါ။ဟိုတော့ဒီငင်းသာအောင်ကျွန်တော်ပြန်ပြီးတော့ဟိုရှင်းလိုက်တော့ဟိုပထမဦးဆုံးတော့ဘာလုပ်မလဲဆိုတော့ပီရေးလိုက်တယ်မြောက်လိုက်တယ်ဟိုဒီကောင်လေးကတင်းနေမြောက်လိုက်တယ် ပေါ့ VNO A ရေးလိုက်တယ်ဝင်းသားဝင်းပိုင်းနဲ့မြှောက်လိုက်တယ်ဒီကောင်ရေးတယ်မြှောက်လိုက်တယ်မြှောက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီတကွင်းလုံးကိုကျွန်တော်တို့ကရှင်းပြောစပွဲရထုတင်ရအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာဘုံဝင်းကြီးခတ်လိုက်တယ်ခင်ဗျာစပွဲရထုတင်လဲဆိုတာတော့အမြောက်နှလုံးရယ်ပါဝါ1.2ရယ်ဆိုရင်တော့ဒါအဖြေရပါဒီကောင်ကဘာလဲဆိုတော့ area ပါဟုတ်ပြီတော့ဒီပုံစံလေးကိုတော့တွက်ကြည့်လိုက်အောင် ဒီမှာဆိုရင်ကျွန်တော်တို့ကဘာသိထားမှာ no function ကိုကျွန်တော်တို့က function ကိုကျွန်တော် function ပြန်ပြီးတော့ခေါ်တုံးထားတာပါ function ကိုဟုတ်ပထမဦးဆုံး function ကိုရေးလိုက်တယ် lan ဆိုတဲ့ function lan ဆိုတဲ့ function ကို area 3ဆိုတဲ့ function ကနေပြီးတော့တော့ပြန်ခေါ်တုံးထားတော့ဒီမှာဆိုတော့6ခုဖြစ်တဲ့အတွက်တော့ဒီမှာဆိုဘာရေးလိုက်လဲဆိုရင် import တွေမှာ input မှာ a1 y1 a2 y2 a3 y3 ဆိုပြီးတော့ရေးလိုက်တယ် ီမှာဆိုရင်ကျွန်တော်တို့ဒီနားလေးပါလာမီတာက map function ကိုသုံးပြီးတော့ကြိုက်တာကြိုက်တဲ့လောက်ကျွန်တော်တို့ assign ပေးလို့ရပါဒီမှာသတိထားမှာပို့ပြီးတော့လည်းရိုက်လို့မရအောင်လိုပြီးတော့လည်းရိုက်လို့မရပါဘူးเนาะဒီမှာဆိုရင်ကျွန်တော် area area မြင်ရချင်းဆိုပြီးတော့เนาะရေးလိုက်ပါဒါကြောင့်အဲ AI ရဲ့ area လို့နော်ပြေးနိုင်တယ်။ဒါလည်း AI ရဲ့ area လို့နော်ပြေးနိုင်ပါ။တော့ဟုတ်ပြီနော်ဒီမှာဆိုရင်နော် အင်ဂျီဂျာမော်ဘွဲနဲ့ကျွန်တော် flow ဆိုပြီးတော့ပေးလိုက်မယ်အပေးပြီးတော့ကျွန်တော် program လေးကိုကျွန်တော် run ကြည့်လိုက်ရအောင် run ကြည့်လိုက်မယ်ဒီအောက်ပါပုံမှန်အတိုင်းကျွန်တော် run ကြည့်လိုက်မယ်ပိုင်းတော့ example မှာတော့25ဆိုပြီးတော့ကျွန်တော်ပေးလိုက် run လိုက်တော့ဒီမှာဆိုရင် 8111A ပါရှိတယ်ဆိုရင်တော့1 comma 1 1 1လို့ပြလိုက်မှာ 82y2 ကကျွန်တော်5 8က5 y1 83 y3 ရကြတော့တော့ဘာလဲဆိုရင် x ကကျွန်တော်တို့ဒီမှာ3 y ကဘယ်လောက်လောက်ဖြစ်မလဲဆိုရင်တော့10 3 4 4.2လောက်ပွေလိုက်မယ်4.2 4.2ဘာလို့ရိုက်လို့ရလဲဆိုရင်ကျွန်တော်ဒီနားလေးမှာတော့ float တမှုပေးထားလို့ဟိုရိုက်လို့ရအောင်ဟုတ်ပြီတော့ run လိုက်မယ်ဆိုတော့သူ့ရဲ့ area ကြီးကျွန်တော်တို့ရလာတာပဲဖြစ်ပါတယ်တော့ဒီမှာ3ထားမှာတော့ဘာလဲဆိုရင်တော့ဒီပုံစံမှာတော့ ဒီ map function ကိုတုံးပြီးတော့ဟို assign အများကြီးပေးလို့ရတယ်။ right ထည့်ခြင်းတဲ့မျိုးစာကိုဒီနားလေးမှာတော့ပြောင်းရမယ်။ပြီးသွားရင်တော့ import import နောက်ကနေပြီးတော့ကျွန်တော်တို့ split ဆိုပြီးတော့တရားတော့ဟိုနောက်ပိုင်းတော့ function တွေအကြောင်းမှဆိုရင်တော့တိတ်တိတ်တော့ပြန်ရှင်းပေးမှာဖြစ်ပါကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့တော့အဲ့လောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ